ခလီဖာနဲ့လော်ကီကောင်းဆောင်တွေကိုနှိုင်းရှင်လို့မရပါဘူး။အဲ့ဒီလိုနှိုင်းရှင်တာကလုံးဝမှားပါတယ်။တခါတည်းရန်လော်ကီကောင်းဆောင်တွေနဲ့တွေးဆုံစကားပြောတဲ့အခါကျွန်တော်နေ့စဉ်ဖတ်ရှုရတဲ့ဂျမတ်ဖတ်ဝင်တအူးချင်းစီထံကရေးသားပေးပို့လိုက်တဲ့စာတွေနဲ့ရုံးစာတွေအကြောင်းလောက်သာပြောပြရပါသေးတယ်။သူတို့ဟာတန်အန်တော်ဖြစ်သွားကြပြီ။ ٹاگا پہلو لو آپشن پاملے لو چوجا بارے نائشے لوگ بابو خلافت کے بنا اپنا نہیں کچھ بھی گزارا ہے یہی ظلم بہرو بے ایک اپنا سہارا ہے خلافت کے بنا اپنا نہیں کچھ بھی گزارا ہے یہی ظلم جماعت احمدیہ سے تعلق رکھنے والے جو احباب ہیں وہ اس پر ان کا ایمان ہے کہ یہ وہ بہترین احمدیہ جمن نے ولی اسی جارے اپوے ونی ہا لوکی سیاں اکھا کھے پھزی بادائی سیاں اکھا کھے پھزی ڈاری آلوں کو پیلے زی میں کاؤں زوں چاؤں گا ကျွန်တော်တို့ကိုအကောင်းဆုံးအကြံပေးနိုင်တဲ့သူဟာကျွန်တော်တို့ရဲ့သခင်ကျွန်တော်တို့ရဲ့ကောင်းဆောင်ဟဇတ်အမီရ်အူမိုမီနီသခင်ဖြစ်ကြောင်းကိုယုံကြည်ကြပါတယ်ခီလာဖတ်ကေဘီနာအပနာမဟီကုချ်ဘီဂူဇာရာဟဲယဟီဇူလ်မတ်ဘဲဆိုအိုင်ဖီလ်ယူစီ if uh, I receive your letter once in a year. Then, even then, I pray for you. တနစ်လုံးနေမှအတင်းထံကစားရဆောင်နဲ့ကျွန်ုပ်ထံသို့ရောက်လာမယ်ဆိုရင်တော့ကျွန်ုပ်တင့်အတွက်တဝါဆူတောင်းပါတယ်။စားပေးဖို့လာသူအတွက်အလရှမြတ်ဖဇလ်ကျေးဇူးပြုပေးတော်မူပါစေကြောင်းကျွန်ုပ်တဝါဆူတောင်းတယ်။တချို့ဂျမတ်ဖွဲ့ဝင်တွေကကျွန်တော်ထံအနည်းဆုံးတစ်လတစ်ကြိမ်စားရေးကြတယ်။ အဲ့ဒီလိုဂျမတ်ဖွဲ့ဝင်တွေနဲ့ကျွန်ုပ်ကြားမှာပုဂ္ဂလဆက်နွယ်မှုတည်တံ့လာတယ်။ပြောရရင်ဒါကလည်းလူတဘာဝတစ်ခုဖြစ်ပြီးကျွန်ုပ်လည်းလူသားဖြစ်တဲ့အလျောက်အဲ့ဒီလိုဂျမတ်ဖွဲ့ဝင်တွေနဲ့ပတ်သက်လို့မတူညီတဲ့ခံစားချက်တွေဖြစ်ပေါ်ပါတယ်။တင်တို့တနည်းလုံးနေမှတချိန်ပဲစာရေးသည်ဖြစ်စေလစဉ်စာရေးသည်ဖြစ်စေကျွန်ုပ်ထံသို့စာရေးသူမှန်သမျှအတွက်ကျွန်ုပ်တဝါဆူတောင်းပါတယ်ဒါတင်မကကျွန်ုပ်စီစာမရေးသူတွေအတွက်လည်းကျွန်ုပ်တဝါဆူတောင်းပါတယ် ဒါပေမဲ့ကျွန်ုပ်ကောင်းစွာတီကျွမ်းတဲ့လူတွေနဲ့တော့ပုဂ္ဂလဆက်သွယ်မှုတွေရှိပြီးသူတို့တွေနဲ့ပတ်သက်ပြီးပုဂ္ဂလခံစားချက်တွေကတော့ရှိပါတယ်ဒီတော့ပြောရရင်အတင်းတို့ထံကိုမိမိရဲ့မိတ်ဆွေတအူးဦးဒါမှမဟုတ်မိမိရဲ့ညီကိုဒါမှမဟုတ်မိမိချစ်ခင်ရသူတအူးစီကနေစာလက်ခံရရှိတဲ့အခါအတင်းတို့ခံစားရသလိုပဲကျွန်ုပ်လည်းအလားတူခံစားရပါတယ် फूल खिल उठे वही है जिसने हर बिगड़ी हुई शय को सवारा ဒါနဲ့ပတ်သက်လို့ဥစွာခလီဖာသခင်ကြီးဆုံးမဩဝါဒပြုတာကခေတ်ကာလခလီဖာသခင်ထံပေးပို့သမျှစာတွေဟာခလီဖာသခင်ကြီးရဲ့ရှေ့မှောက်မှာလူတွေအနှံလိုက်တဲ့အမာနတ်တစ်ခုဖြစ်တယ်။ခလီဖာသခင်ကပေးပို့လာတဲ့စာတွေကိုအမျိုးအစား၁၁မျိုးခွဲခြားထားတယ် ပေးပို့လာတဲ့စာတွေကိုအမျိုးအစားအလိုက်အုပ်စုခွဲပြီးထားတယ်။ဒီအတိုင်းပဲအလရှမေဖဇာဂျီဇိုလိုနဲ့ခလီဖာတုလ်မစီတခင်ကြီးရဲ့ယုံတော်ရှိတယ်။ဒါပြင်ကိုရီးအတွင်းဝင်ယုံလည်းရှိပါတယ်။အဲ့ဒီမှာအမှုထမ်းကြတဲ့သူတွေကလည်းဒီစာတွေဟာအာမဒီယာဂျမတ်အဖွဲ့ဝင်တွေကခေတ်ကာလခလီဖာတခင်ထံပေးပို့လိုက်တဲ့အမာနတ်တစ်ခုဖြစ်တယ်။ဂျမတ်အဖွဲ့ဝင်တွေဟာမိမိတို့ရဲ့နှလုံးသားကိုဖွင့်လျက်ပွန့်ပွန့်လင်းလင်းမိမိတို့ရဲ့ခေါင်းဆောင်ထံရေးသားပေးပို့လိုက်ခြင်းဖြစ်တယ်ဆိုတာကောင်းစွာသိကြပါတယ်။ بچاؤ جنگ سے سب کو یہی پیغام اس کا ہے بچاؤ جنگ سے سب کو ယခုကျွန်တော်ဇပွဲမှာဖိုင်တွေအသီးသီးရှိနေတာမြင်ရတယ်မဟုတ်လားဖိုင်တွေ၄၅ခုလောက်ကျွန်တော်ဇပွဲပေါ်မှာရှိနေတယ်ယခု၅ခုမြောက်ဖိုင်ကိုကျွန်တော်လက်ထဲကင်ထားတာမြင်ရတယ်မဟုတ်ပါလား ဒါတွေအားလုံးက ပေးစာတွေကြီးဖြစ်ပါတယ်။စာရေးထွက်ကထောင်နဲ့ချီပြီးရှိပါတယ်။တချို့စာတွေကစာရေးသူရဲ့မူရင်းပေးပို့ချက်အတိုင်းရောက်လာတာမျိုးလည်းရှိသလိုတချို့စာတွေကတော့အနှစ်ချုပ်အတွင်နဲ့ကျွန်တော်စီကိုရောက်လာတယ်။ဒီစာတွေကိုကျွန်တော်ဖတ်ရှုတယ်။အတွေ့အကြုံအရကျွန်တော်ဒီစာတွေကို မြင်မြန်ဖတ်နိုင်ပါတယ်။ဒါပြင်စာကိုအကြမ်းဖျင်းဖတ်ရှုလိုက်ုံနဲ့ ။စာရေးသူကဘာကိုဆိုလိုခြင်းတလဲဆိုတာကျွန်တော်နားလေတယ်။ဒီတော့အလရှမြက်ကလည်းကျွန်တော်ကိုကူညီတယ်။အလရှမြက်ဖဇလ်ဂျေဇူရောနဲ့နေ့စဉ်ကျွန်တော်ရဲ့လက်မှတ်နဲ့တကွစာရေးအတွက်စုစုပေါင်း300 400ခန့်ပြန်စာပေးပို့ရပါတယ်။ရောက်လာတဲ့စာတွေကတော့မရေမတွက်နိုင်အောင်ပါပဲ။တချို့စာတွေကအနှစ်ချုပ်ပုံစံနဲ့ကျွန်တော်စီရောက်လာပြီ။တချို့စာတွေကမူရင်းအတိုင်းရောက်လာတယ်။အတွေ့အကြုံအရ ဘဲစာတွေကိုဘယ်လိုမျိုးဖတ်ရှုရမလဲဆိုတာတော့ကောင်းကောင်းသိပါတယ်။ဒီထွက်အရေးကြီးတာကအလရှမြတ်မိမိကိုလွဲကူအောင် ပြုလုပ်ပေးပါလို့တဝါဆူတောင်းရမယ်။ဒီလိုဆိုရင် အလရှမြတ်ကိုယ်တိုင်ကလွဲကူအောင်စီမံပေးပါတယ်။တနေ့အတွင်းမှာစာရီထောင်းတဲ့ချိန်ပြီးကလီဗာသခင်ထံကိုရောက်လာလေရှိပါတယ်။ဒါကိုပြန်မြရေတွက်ကြည့်တဲ့အခါမှာတရက်မှာပုံမှန်ပေးစာရေတွက်ကအထောင်ကနေထောင်းကအထိရှိပါတယ်။ ဒါအပြင်ဖုန်းကတဆင့်သတင်းစကားပြောကြားမှုတွေနဲ့ဒိုဝါအတွက်ပန်ချားမှုတွေလည်းရှိပါတယ်။ဒါကလည်းတီးတန်ဖိုင်တစ်ခုပြုတ်ထားပါတယ်။ခလီဗာတခင်ကြီးကဒိုဝါအတွက်ပန်ချားမှုတွေကိုတွေ့တယ်ဆိုရင်ပန်ချားမှုအတွက်ပြန်စာတွေကိုပုံမှန်ရေးပါတယ်။တစုံတစ်ယောက်ကမေကွန်မေးမြန်းလာတယ်ဆိုရင်လည်းအဲ့ဒီမေကွန်အတွက်အဖြေကိုရေးသားရပါတယ်။တစုံတစ်ယောက်ကစေးစာအညွန်ပန်ချားတောင်းခံတယ်ဆိုရင်စေးညွန်ရေးပေးပါတယ်။ကျွန်တော်ပြီးသွားတဲ့နှစ်ပိုင်းကမှတ်တမ်းမှတ်ရာတွေကိုပြန်ကြည့်တဲ့အခါ 2022ခုနှစ်တနှစ်တာအတွင်းမှာပဲစာအရေးအတွက်ပေါင်း၄သိန်းခွဲအထိ ရောက်လာပါတယ်။ဒါကလည်းကျွန်တော်တို့ယုံဌာနတစ်ခုရဲ့မှတ်တမ်းအရပြောချင်းတာဖြစ်ပါတယ်။ယခုကျွန်တော်ပြောပြနေတာကအဖွဲ့ဝင်တွေစီကပေးပို့လိုက်တဲ့ပုံမှန်ပေးစာတွေအကြောင်းပြောနေခြင်းတာဖြစ်ပါတယ်။2023ခုနှစ်မှာရောက်ရှိလာတဲ့စာအရေးအတွက်က၄သိန်း8000ခန့်ရှိပါတယ်။2024ခုနှစ်အတွင်းမှာရောက်ရှိလာတဲ့စာအရေးအတွက်က9သိန်း2000ခန့်ရှိပါတယ်။ đã các bông mai áp chế lũ bốc của tivi thằng ngã bê lại để xa gì đó bẹp chế bài đi đến mà này ngày mong này đã sẵn là này ngày ngã bê bô lại để giống giờ mà bao nhiêu đi bảo khilafat ke bina apna nahi kuch bhi guzara hai yahi zulmat behro bar ချို့စာတွေကများသောအားဖြင့်တဝအတွက်ပန်ချားစာတွေဖြစ်ပါတယ် များသောအားဖြင့်စာရီမှာအထွေထူးကိစ္စမပါဘူးဆိုရင်ကျွန်တော်ကကိုရီးအတွင်းဝင်ကိုအဲ့ဒီသဘာဝစာတွေအတွက်ပြန်စာရေးဖို့ပြောပါတယ်တကယ်လို့စာထဲမှာစာရေးသူကိုညွှန်ကြားချက်ပေးဖို့လိုတယ်ဆိုရင်ဒါမှမဟုတ်အရေးကြီးကိစ္စတွေအတွက်အဖြေပေးဖို့လိုအပ်တယ်အခြေတဝင်းရှင်းပြဖို့လိုအပ်တယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်ပြန်စာရေးသားပါတယ်အဲ့ဒီနီလန်တိုင်းဆောင်ရွက်ပါတယ်အဲ့ဒီလိုမဟုတ်ပဲရောက်ရှိလာသည့်စာရီအားလုံးကိုကျွန်တော်ကိုယ်တိုင်ပြန်စာရေးသားဖို့ဆိုတာမဖြစ်နိုင်ပါဘူး ဘာကြောင့်လဲဆိုတော့တလာထဲမှာတင်ပေးစာပေါင်း3000 4000လောက်ရောက်လာလိမ့်ရှိတာကြောင့်ဖြစ်ပါတယ်ဒီစာတွေအားလုံးကိုပြန်စာရေးသားဖို့မဖြစ်နိုင်ပါဘူးတချို့စာတွေကိုတော့ကျွန်တော်ကိုယ်တိုင်ဖတ်ရှုတယ်ဆိုလိုတာကနေ့စဉ်စာရေးတွက်ပေါင်း400 500လောက်ကိုအပြည့်စုံကျွန်တော်ကိုယ်တိုင်ဖတ်ရှုတယ်စာရေးတွက်အတော်များများကတော့ကျွန်တော်ယုံကတောင်ဝင်ကျဝန်ထမ်းတွေစီကို

کہ صرف شکست الفاظ میں တချို့ကလေးငယ်တွေကပေးပို့တဲ့စာတွေကိုကျွန်တော်ကိုယ်တိုင် မြင်ဘူးပါတယ်တချို့ကလေးတွေကမိမိတို့ရေးတက်တယ်လို့ဟူစု I love you ဆိုပြီးရေးတက်ကြပါတယ်တချို့ကလေးတွေကြတော့မိမိတို့တက်ကြွတဲ့ဘာသာစကားနဲ့ရေးတက်ကြတယ်တချို့ကလေးတွေကမိမိမရေးတက်တာကြောင့်မိခင်သို့မဟုတ်ဖခင်ကိုရေးခိုင်းကြောင်းပြောပြကြတယ်။စီးပွားရေးလုပ်ငန်းရှင်တွေကလည်းမိတို့ရဲ့စီးပွားရေးနဲ့ပတ်သက်လို့ခလီဖာသခင်ကြီးထံမှာအကြံဉာဏ်တောင်းခံလေးရှိကြတယ်။ များစွာသောယောက်ျားလေးတွေမိန်းကလေးတွေကလည်းမိမိတို့ရဲ့ပညာရေးကိစ္စတွေလောကီပညာရက်တွေနဲ့ဆိုင်တဲ့မိကွန်းတွေကိုအထူးသဖြင့်ဥရောပနိုင်ငံမှာရေပန်းစားနေတဲ့ပုပ္ပစာအသစ်အစမ်းတွေနဲ့ဆက်နွယ်ပြီးခလီဖာသခင်ကြီးထံမှာစာရေးမေးမြန်းကြတယ်။ခလီဖာသခင်ကြီးကလည်းမေးမြန်းလာသမျှကိုအသေးစိတ်ပြန်ပြီးအဖြေပေးပါတယ်။အာမဒီယာဂျမတ်ကမဟုတ်တဲ့အမျိုးသမီးတွေအမျိုးသားတွေကလည်းခလီဖာသခင်ကြီးထံစာရေးကြတယ်။တည်ကျင်တာတွေမေးမြန်းကြတယ်။ တချို့ကလူကြီးမင်းကအာမဒီယာဂျမတ်ရဲ့ဦးစီးကောင်းဆောင်ဖြစ်တယ်ဂျမတ်နဲ့ပတ်သက်ပြီးမိမိတို့စိတ်ဝင်စားကြောင်းဘာနဲ့ပတ်သက်ပြီးမေးမြန်းခြင်းကြောင်းစာရေးကြပါတယ်အဲ့ဒီစာတွေကိုခလီဖာသခင်ကြီးကအသေးစိတ်ပြန်လည်ဖြေကြားပေးပါတယ်ခလာဖတ်ကေဘီနာအပနာမဟီကွချ်ဘီဂူဇာရာဟဲယဟီဇူလ်မတ်ဘဲရူဘ် ဖြည့်ရှင်းရမယ့်ပြဿနာပုံစံတွေရှိတယ်ပြောရမယ့်အကြောင်းအရာကရှည်လျားတယ်ဆိုရင်စာရှည်ကြီးရေးလို့ရပေမယ့်ပိုကောင်းတာကတစ်ချက်ချင်းစီရေးပါဥပမာ1 2 3စသဖြင့်ဖြစ်ပါတယ်အဲ့ဒီလိုအချက်တွေနဲ့ရေးတယ်ဆိုရင် ဖတ်ရတာပိုပြီးအဆင်ပြေမြန်ဆန်ပါတယ်တတိယခလီဖတ်တุลမစီတခင်ထံကိုရောဇရုထခလီဖတ်တุลမစီထံကိုပါဂျမတ်နဲ့ဆိုင်တဲ့အကြောင်းအရာဖြစ်စေကိုရီးကိုတာနဲ့ဆိုင်တဲ့အကြောင်းအရာဖြစ်စေကျွန်တော်ပုံမှန်စာရေးလေးရှိတယ်ဥစွာရေးမယ့်အကြောင်းအရာကိုစဉ်းစားတယ်အဲဒီနောက်မိမိရေးလိုက်တဲ့စာကစာကြောင်းရေ၄၅ကြောင်းထက်မပိုသင့်ဘူးလို့တွေးမိတယ်ဒီလိုအဖြစ်စာရောက်သွားတဲ့အခါပြောချင်တဲ့အဓိကအချက်တွေအားလုံးကိုမျက်စိရှိမှရှင်းရှင်းလင်းလင်းမြင်သွားစေဖို့အတွက်ဖြစ်တယ် ဒီခါပြန်ကြားစာကလည်းအဲ့ဒီအချက်လက်တိုင်းပြန်ရောက်လာတယ်တကယ်လို့စာချောင်း300လောက်ရေးလိုက်မယ်ဆိုရင်တော့အဲ့ဒီစာကကျွန်တော်ရဲ့စာလက်ခံအဖွဲ့စီကိုရောက်သွားလိမ့်မယ်ဒီခါသူတို့ကစာတစ်ခုလုံးကိုတစ်ချောင်းနဲ့ဖြစ်အောင် အတူချုပ်ရေးလိုက်ပြီးကျွန်တော်စီကိုပြန်ပို့ပါလိမ့်မယ်ယခုလိုရုံးဖွဲ့ကအတူချုပ်ရေးသားတဲ့အခါအတင်းအဓိက တင်ပြခြင်းနဲ့အကြောင်းအရာကိုမဖော်ပြနိုင်တာမျိုးလည်းဖြစ်နိုင်တယ်ဒါကြောင့် सागु अटो जोग बे जेते जामिया चाउंदार वी ने मुरबी रे गारो हुलो अटो छों जीरा म्यू बे मुक्षा लगते ने यहे जुल्मात एक अपना सहारा है खिलाफत के बिना अपना အရင်ဆုံး psletters.com website ထဲကိုဝင်ပါဒီနောက်လိုအပ်တဲ့အချက်အလက်တွေကိုဖြည့်ပါယခုအချိန်ထိတော့ဒီဝန်ဆောင်မှုက UK ဂျမတ်အဖွဲ့ဝင်တွေအတွက်သာအသုံးပြုလို့ရပါသေးတယ် website ရဲ့ညာဘက်အောက်ခြေမှာ fax ဖုန်းနံပါတ်နဲ့လိပ်စာအပြည့်စုံကိုမြင်ရပါလိမ့်မယ်။ခလီဗာသခင်ကြီးထံစာရေးဖို့အတွက်နီလန်လေးခုအသုံးပြုနိုင်ပါတယ်။ website ကသင့်ပေးပို့ခြင်း first ကသင့်ပေးပို့ခြင်းဖုန်းဖြင့်ဆက်သွယ်ခြင်းစာရိုက်ကသင့်ပေးပို့ခြင်းတို့ဖြစ်ပါတယ်။ इसी में फायदा सब का है वरना सब खसारा है इसी में फायदा सब का है वरना So anyway there was this one occasion where I was a tiny little takama sabia paisa le de khu chno salon khat thu thu ne yee ပထမရေးပြီးသားစာလုံးတွေအပေါ်မှာထပ်ပြီးရေးလိုက်တဲ့အခါစာလုံးထူသွားသလိုမျိုးဖြစ်တယ်။စာရွက်ရဲ့စာမျက်နှာနှစ်ဖက်စာလုံးမှာစာတွေရေးထားတယ်။ဒီစာကိုဘယ်သူပေးပို့လိုက်တာလဲသိရအောင်ကျွန်တော်စာကိုအစကနေအဆုံးထိတော်တော်လေးဖတ်လိုက်ရတယ်။နောက်ဆုံးမှာတော့ ဂျမတ်ဖဝင်နှစ်ဦးစီကရေးထာမန်တိလိုက်ရတယ်။အဲ့ဒီစာထဲမှာအရေးကိစ္စအသေးသေးနဲ့ပတ်သက်ပြီးတွားအတွက်ပန်ကြားထားတယ်။စာကမောင်နှမနှစ်ယောက်ရေးထားတဲ့စာဖြစ်တယ်။စာထဲမှာရေးထားတာကတခင်ကြီးထံသို့ကျွန်တော်မျိုးတို့စာရေးခြင်းပေမယ်။အချိန်ကာလအတော်ကြာကမှဒီစာရွက်အပိုင်းစာလေးတစ်ခုရတာကြောင့်ခုမှရေးဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းအာဖရိကမှာ ကျွန်တော်တို့လူမျိုးအထောက်ပံ့ဝတ္ထုပစ္စည်းတွေမပြည့်စုံပါဘူး။စာထဲမှာရေးထားတာကဒါလေးကတတော်လေးသေးတဲ့စာရွက်အပိုင်းစာလေးဖြစ်တယ်။ကျွန်တော်တို့နှစ်ယောက်တခင်ကြီးထံရေးကျင်တာက အများကြီးပါ။ဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်ထဲကတယောက်ရဲ့အကြောင်းကိုအပြည့်စုံရေးလိုက်ရင် နောက်တစ်ယောက်အတွက်ရေးဖို့နေရာအချံမှာမဟုတ်တော့ဘူးဒီလိုနဲ့ကျွန်တော်တို့ကအဓိကကြတဲ့အကြောင်းကိုပဲရေးတော့မယ်လို့ဆုံးဖြတ်လိုက်တယ်ဒီနောက်အကိုဖြစ်သူကအရင်ဆုံးရေးတယ်အဲ့ဒီနောက်မှာမှညီမဖြစ်သူကသူ့ကိုရေးထားတဲ့စာပေါ်ကနေထပ်ပြီးရေးပါတယ်သူတို့ကစာတစောင်ထဲမှာစာလုံးတွေကို ထပ်ပြီးရေးလိုက်တာကြောင့်စာလုံးတွေကထူသွားတာဖြစ်ပါတယ် ဒါနဲ့ကျွန်တော်ကခလီဗာသခင်ကြီးထံမှာဒါကထူးခြားတဲ့စာရဆောင်ဖြစ်တယ်ဆိုတာရေ။ဘာကြောင့်ခုလိုဖြစ်ရကြောင်းတင်ပြလျှောက်ထားခဲ့တယ်။ဒီကခလီဗာသခင်ကြီးကခုလိုမိန့်ကြားပါတယ်။သူတို့နှစ်ဦးအတွက်ကျွန်တော်ဘက်ကအလွန်ချစ်ချင်းမြတ်တာပြေဝတဲ့စာရဆောင်ရေးလိုက်ပါ။ ပြီးတော့ကျွန်တော်တို့ကိုအလွန်ချစ်မြတ်နိုးကြောင်းခုလိုစာရေးတဲ့အတွက်ကျွန်တော်အလွန်ပျော်ရွှင်ဝမ်းမြောက်ကြောင်းလဲပြောလိုက်ပါလို့မိန့်ကြားပါတယ်ကျွန်တော်တို့အတွက်ဒီဖြစ်ရမှာသင်ခန်းစာတရရှိနေပါတယ်ကျွန်တော်တို့စီမှာယခုအရာရာရှိနေတယ်ကျွန်တော်တို့စီမှာ စာရွက်တွေဖောင်တိန်တွေဘာတစ်ခုမှယွန်နေချက်မရှိပါဘူးကွန်ပျူတာနဲ့ပတ်သက်လို့လဲဘာမှလိုအပ်ချက်မရှိပါဘူး جن رو روسی ماں خدا کو دیکھنا چاہو تو اس کا یہ نظارہ ہے خدا کو دیکھنا چاہو تو اس کا یہ نظارہ ہے خلافت کے بنا اپنا نہیں کچھ بھی گزارا ہے